ပူပူနွေးနွေးမင်္ဂလာဆောင်ထားတာမို့ပရိသတ်တွေကချစ်စနိုးနဲ့ဂဲဘိုတောင်းတဲ့အချိန်မှာအမတ်တရမုံဘိုးတွေအများကြီးထုတ်ပေးခဲ့တဲ့တရုတ်ဆောင်ပိုင်တကွန်မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ပိုင်တကွန်နဲ့ဇနီးဖြစ်သူမလင်းမြဖူလိုကတော့ပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကဆွေမျိုးမိတ်တင်ကဟာများနဲ့အနုပညာညီကိုမောင်နှမတွေကိုဖိတ်ကြားပြီးခန္ဓာကြီးကျယ်တဲ့မင်္ဂလာအခမ်းအပွဲကြီးကိုကျင်းပပြုစည်းခဲ့တာပဲဖြစ်ပါတယ် ညပိုင်းမှာတော့ပိုင်တကွန်တို့ဇနီးမောင်နဲ့နေရောက်ကမင်္ဂလာညစာစားပွဲကိုကျင်းပခဲ့တာဖြစ်ပြီးမင်္ဂလာဦးအချိန်တွေကိုပျော်ရွှင်စွာနဲ့ဖြတ်သန်းနေကြတာလည်းဖြစ်ပါတယ်။အခုဒီခါမှာဆိုရင်လေတရုတ်စာပိုင်တကွန်တို့ဇနီးမောင်နဲ့က shopping center တစ်ခုကိုသွားတဲ့အချိန်မှာပရိသတ်တွေကပိုင်တကွန်တို့ကိုတွေ့ပြီးချစ်စနိုးနဲ့မုံဘိုးတောင်းခဲ့ကြတာလည်းဖြစ်ပါတယ်။ပူပူနေနေမင်္ဂလာဆောင်ထားတဲ့တရုတ်သားလောင်းဖြစ်တဲ့ပိုင်တကွန်စီကဂဲဘိုးအနေနဲ့တောင်းခဲ့ကြတာပါ ပိုင်တကွန်ကတော့သူ့ကိုချစ်လို့နှုတ်ဆက်ကြပြီးတော့ဂဲဘူးတန်းချတဲ့ပရိသတ်တွေကိုချစ်ခင်ရင်းနှီးစွာနဲ့ပဲပြန်လည်တုံ့ပြန်ခဲ့သလိုမုံပိုးတွေလည်းအများကြီးပေးခဲ့တာ ဖြစ်ပါတယ်။တရုတ်ဆောင်ပိုင်တကွန်ကတော့အနုပညာသက်တမ်းအများကြီးမရှိသေးဘူးဆိုပေမဲ့လည်းလူကြီးလူငယ်ပရိသတ်မရွေးချေရလောက်တဲ့အထိဆက်ဆံရေးကောင်းပြီးတော့ပရိသတ်တွေအပေါ်မှာလည်းနွေးနွေးထွေးထွေးဆက်ဆံတဲ့သူတယောက်ဖြစ်ပါတယ်။ ဖိုင်တကွန်ရဲ့ပရိသတ်တွေကတော့သူတို့ချင်းရတဲ့ဥပညာရှင်စီကအမတ်တရမုံဘိုးတွေရကြလို့ဖိုင်တကွန်ကိုအရင်ကထပ်ပို့ပြီးတော့ချစ်ခင်သွားကြပြီသဘောကောင်းတဲ့မင်းသားတလက်အနေနဲ့လည်းမတ်ချက်ပြုတ်ပြောချနေကြတာလည်းဖြစ်ပါတယ်ဟာမယောက်ကားပိတ်ထားတယ်လေဟာအာကိုပိုင်ဟာဒီမှာဖွဲလိုက်ဖွဲလိုက်ဟုတ်တယ်လေကိုပိုင်ကားတော့ပါကြီးသားတယ်ဟုတ်ပါပါပဲ။အဲ့ဒါကတော့မဖြစ်တော့ဒီကောင်းတော့ မောကဲဖို့ရမှာဖယ်ပါနော်ဟုတ်ပြီမှာပြီမှာကဲငါရတယ်ဒီနေ့တော့ငါရအာကတော့ကတော့ဟာမလေးကဲဘွာလေးပြရကျေးဇူးပါ